ိုင်းနိုင်ငံဘက်ချမ်းကိုမြောက်ရီအခြေဆိုင် KK ဘက်အွန်လိုင်းငွေကြေးလိမ်လည်တဲ့စင်တာကြားဖြန့်လုပ်ငန်းကထွက်ပြေးလာတဲ့ကြားဖြန့်လုပ်ကင်သူ1525ဦးကိုထားရနာပိုင်းတွေကထိမ့်သိမ်းထားနိုင်ပြီးဆက်လက်တိုးမြင့်လာတဲ့လူရေအတွက်ကိုကင်တွယ်ဖြည့်ရှင်းနိုင်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ထိုင်းဘက်ချမ်းကိုထွက်ပြေးလာကြသူအများစုမှာနိုင်ငံသားတွေဖြစ်ကြပြီးလက်ရှိမှာအိန္ဒိယ482ယောက်တရုတ်193ယောက်ပလဝိုင်220ယောက် BNN 135ရောက် Ethiopia 133ရောက် Kenya 102ရောက်တို့ကိုစည်ရင်သွင်းမှတ်တမ်းတင်ထားပြီးလူသားချင်းစာနာမှုအကူအညီတွေပေးအပ်ထားတယ်လို့သိရပါတယ်။ထွက်ပြေးလာတဲ့ကြားဖြန့်လုံခြုံသူတွေကိုမဲဆောက်မြို့နယ်အတွင်းမြောက်ရီမဲဆောက်အမှတ်နှစ်တရားအပါဝင်နေရာခွဲထိန်းသိမ်းထားပြီးမဲဆောက်ခြေစားမြန်မာလူမှုကူညီရေးဖွဲ့စည်းချို့ကလည်းနေထိုင်စားတောက်ကူညီတွေပေးအပ်နေတယ်လို့သိရပါတယ်။ဒါအပြင်ထိုင်းနယ်ဇက်ကနေမီတာ900လောက်သာကွာဝေးတဲ့ KK ပတ်ကြားဖြန့်စင်တာအတွင်း ပြီးခဲ့တဲ့အောက်တိုဘာ24ရက်နေ့ကစတင်ကပောက်ကွဲမှုတွေဖြစ်ပေါ်နေပြီးအောက်တိုဘာလ29ရက်နေ့ထိပောက်ကွဲမှု၄ကြိမ်ဖြစ်ပွားခဲ့ကထိုင်းဘက်ချမ်းရှိနေချို့ပါပောက်ကွဲစထိမှန်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ပောက်ကွဲမှုကမြန်မာကမြေပြင်တပ်ခွဲဖွဲ့တွေရဲ့ဖြိုခွဲရေးလုပ်ငန်းစုနေကြောင်းဖြစ်ပြီးဒရုန်းတိုက်ခိုက်မှုမဟုတ်ပါဘူး။နေဆက်နဲ့မီတာ900ပဲဝေးပါတယ်။နေဆက်ကရွာသားတွေကိုကျွန်တော်တို့မစိုးရိမ်ဖို့ပြောပြပါပြီ။သူတို့လည်းလုံခြုံကြပါတယ်လို့ဗိုလ်မှူးကြီး ဝက်သက်ပန်နီယာကပြောပါရယ်တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဥဆောင်လုတ်ကင်နေတဲ့ခေခေပတ်ကြားဖြန့်လုပ်ငန်းခွင်ကိုအာနာသိန်းစစ်တက်လောက်ခံ BGF တပ်ဖွဲ့ကမိုင်းခွဲဖျက်ဆီးခြင်းဖြစ်က၎င်းတို့ပအဝင်ကြောင်းတက်တေထောက်ထားတွေကိုဖျက်ဆီးခြင်းလည်းဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောဆိုပါရယ် ဒါအပြင်အဆိုပါ KK ပတ်လုပ်ငန်းခွင်မှာ KNU ကပေါင်ဝင်ပတ်သက်နေတယ်လို့စစ်တပ်နဲ့စစ်လော်ဘီတွေကဆွဆွဲပြောဆိုတဲ့ပေါ်ကရင်မျိုးသားစီအောင် KNU ကအော်တိုမလ26ရက်နေ့မှာညှင်းဆို့ထုတ်ပြန်ခဲ့ပါတယ်